အရန်ကိုပြင်ပမင်းခက်ခဲမော်ရီတေးနီးယားနိုင်ငံရွှေတိုးဖော်မှုတွေအကြောင်းကိုသွားလေ့လာကြရအောင်ပါဘဝတစ်လျှောက်လုံးကျွန်တော်စာအုပ်ပဲစူးစမ်းခဲ့ဗီဇာရဖို့စူးစမ်းတာရွှေရှားရတဲ့ပိုခက်ပါတယ်ထပ်ပြီးတော့လေ့လာနိုင်ဖို့အလောက်ကန်ကောင်းတွေရနိုင်ဖို့နိုင်ငံတွေအများကြီးစီမှာဗီဇာတွေရဖို့စူးစမ်းခဲ့ပေမဲ့ဘယ်နိုင်ငံမှဗီဇာမပေးခဲ့ပါဘူးဒါကြောင့်ဒီလောက်ကိုပဲကျွန်တော်ရွေးချယ်ခဲ့ရတော့တာပါကျွန်တော်မှရွေးချယ်စရာမရှိတော့တာအားလုံးပဲမင်္ဂလာပါ ကဘာပေါ်ကထူးထူးဆန်းဆန်းအကြောင်းအရာတွေကိုအမြဲမပြတ်တင်ဆက်ပေးနေတဲ့ကျွန်တော် channel လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကဘာတဝမ်းမှာရွှေတွေကိုနီလန်းမျိုးမျိုးနဲ့တူးဖော်နေကြပါတယ်။ရွှေတွေကလည်းလူတွေရဲ့နေ့စဉ်ဘဝအထိတော့အရေးမပါသေးပေမဲ့လူတွေရဲ့လူနေမှုအဆင့်တန်းမှာတော့မရှိမဖြစ်လောက်ကိုရေးပါပါတယ်။ရွှေတွေကလည်းလူနေမှုစနစ်မှာမရှိမဖြစ်အရေးပါရလောက်ကိုအတုံးဝင်နေတော့လူတိုင်းတက်မှတ်ကြပါတယ်။ရွှေတွေကြောင့်လူသားအချင်းချင်းတော့မချစ်နိုင်ကြတော့ဘဲနဲ့လူပေါင်းများစွာပါဝင်တဲ့စစ်ပွဲရဲ့အပြင်တဘာဝပောက်ဝင်းခြင်းဝင်တော့ဂိူးမဆိုင်နိုင်တော့တဲ့ ရူးရူးတုတ်တုတ်ကိုတဲကြီးမဲကြီးရှာကြရတာပါ ရွှေတွေကိုရောက်ဖို့အတွက်ကိုအသက်ကိုတော့မနှမျောတဲ့လုပ်သားတွေလူသားချင်းချင်းစာနာရခေါင်းကတော့မသိတော့တဲ့လုပ်ငန်းရှင်တွေအထိပါဖြစ်ကုန်ကြပါတယ်ရွှေစုံရဲ့တက်တူရဲ့ဆွဲဆောင်မှုကလူသားချင်းချင်းလူစိတ်ပျောက်စေတဲ့အထိကိုယူသွတ်စေပြီးတော့တဘာဝပတ်ဝန်းကျင်ကိုဆုပ်ပြတ်တက်သွားတဲ့အထိထိခိုက်စေပါတယ်ရွှေတွေကိုနီးလန်းမျိုးမျိုးနဲ့တူးဖော်ကြတဲ့အထက်မှာ open pit mining လို့ခေါ်တဲ့တူးဖော်တဲ့ပုံစံ underground mining လို့ခေါ်တဲ့တူးဖော်တဲ့ပုံစံ artisanal mining လို့ခေါ်တဲ့တူးဖော်တဲ့ပုံစံတွေဆိုပြီးတော့ क्वे ပြပါတယ် ရှေတူးပေါ်တဲ့နီလန်တစ်ခုချင်းစီမှာသူ့နီလန်နဲ့သူကောင်းတာတွေရှိပြီးတော့မကောင်းတာတွေရောတဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်တဲ့အန်ဒီရီပါရှိပါတယ်။ Overbeat Mine နီးကအကြီးစားဆက်တွေကိုတုံးပြီးတော့မြေလွာတလွာချင်းစီကိုတူးကြရနီးပါ။မြေတလွာချင်းစီကိုဆက်အကြီးကြီးတွေတုံးပြီးတော့အလွာလိုက်မြေကြီးတွေထဲမှာရှာကြရနီးပါ။ Underground Mine နီးကတော့မြေအောက်မှာရှိတဲ့ရွှေရအရန်နဲ့မြေလွာတလွာချင်းစီတူးတာထက်ဒီနီးကိုတုံးကြပါရတယ်။ထိခိုက်မှုတွေလည်းအရန်ကိုများတဲ့နီးဖြစ်ပြီးတော့အသက်အန္တရာယ်လည်းစိုးရိမ်ရပါတယ်။ အာဒီဆန်ရဲ့မိုင်းနီနီကိုတော့အသေးစားရွှေတူးတဲ့နေရာမှာတူးကြပြီးတော့တနိုင်တပိုင်ရွှေတူးကြရတဲ့သူတွေတုံးကြပါတယ်။ဒီနီးကိုသေးတဲ့ရွှေတိုက်တွေမှာတုံးကြပြီးတော့လက်နဲ့တုံးတဲ့ဆက်အသေးလေးတွေနဲ့တူးဖို့ကြပါတယ်။အထူးသဖြင့်အာဖရိကတိုက်မှာဒီလိုနီလက်တွေကိုအသုံးပြုကြပါတယ်။အခုပြောပြမယ့်မော်ရီတေးနီးယားနိုင်ငံကလည်းအာဖရိကတိုက်မှာရှိတဲ့အာဖရိကတိုက်အနောက်ဘက်ခြမ်းမှာရှိတဲ့နိုင်ငံမှာအတူတူနဲ့တမုတ်တရားနဲ့ကန်တာယာရီနဲ့ထိစပ်နေပြီးတော့အာဂျီးရီးယား၊မာလီ၊စနီဂေါနိုင်ငံတွေနဲ့လည်းထိစပ်နေပါတယ်။ မော်ရီတေးနီးယားနိုင်ငံရဲ့စီးပွားရေးကအဓိကအနေနဲ့ရွှေနဲ့ကျင်းနီလုပ်ငန်းတွေကိုအဓိကလုပ်ကင်မိမဲ့နိုင်ငံကစီးရဲမွေးတည်မှုတွေအလုံးလက်မဲ့နှုံးတွေရတော့အများနေတော့မှာပဲမော်ရီတေးနီးယားနိုင်ငံမှာအစိုးရရွှေတူးပေါ်ရေးလုပ်ငန်းကိုစပြီးခွင့်ပြုလိုက်တယ်ဆိုရင်ပဲလူတွေကားတွေလမ်းပေါ်မှာအများကြီးများလာပြီးတော့ရွှေတူးပေါ်ရေးလုပ်ငန်းတွေမှာလာပြီးတော့လုပ်ကင်ကြပါတယ်မနေ့9နာရီလောက်ကနေစပြီးတော့ဆာအာရလမ်းပေါ်နဲ့မော်ရီတေးနီးယားလမ်းပေါ်မှာကားတွေစစီလာပါတော့တယ် မော်ရီတန်နီးယားနိုင်ငံမှာရွှေတူးပေါ်တဲ့လုပ်ငန်းကနိုင်ငံရဲ့စီးပွားရေးအတွက်အရန်ကိုအရေးပါတဲ့နေရာအနေပါဝင်ပါတယ်။မော်ရီတန်နီးယားနိုင်ငံတစ်ခုလုံးမှာရှိတဲ့တက်တူအရင်းမြစ်တွေထဲမှာရွှေကိုအဓိကထားရှားကြပြီးတော့ရွှေတူးပေါ်တဲ့လုပ်ငန်းကလည်းနိုင်ငံအတွက်ဝင်ငွေတိုးပွားစေပြီးတော့လူတွေအများကြီးကိုလည်းအလုပ်ကိုင်ခွင့်လန်းနေပေးနိုင်တဲ့လုပ်ငန်းလည်းဖြစ်နေပါတယ်။မော်ရီတန်နီးယားနိုင်ငံရဲ့အကြီးဆုံးရွှေတွေကတော့တက်စီးရဲ့ဂိုးမိုင်ဖြစ်ပြီးတော့ကနေဒါခြေဆိုင် King Rose Gold Corporation ကနေဦးစီးပြီးတော့လှုပ်ဆောင်နေပါတယ်။ ဒီရွှေရွှေကကမ္ဘာပေါ်မှာအကြီးမားဆုံးရွှေရွှေတစ်ခုဖြစ်တယ်လို့2023ခုနှစ်မှာလဲရွှေထုတ်ယူမှုက6သိန်း2000အောင်စားလောက်တောင်ရှိနေပါတယ်။ဒီလောက်ပမာဏအများကြီးမော်ရီတေးနီးယားနိုင်ငံနေထွက်လာတာက2022တုန်းကတည်းက1900ခန့်လုံးတော့ပိုပြီးတော့တိုးတက်လာခဲ့ရပါဒီလိုတိုးတက်မှုတွေကနေကြည့်လိုက်ရင်တော့ဝမ်းသာဖို့ကောင်းလို့လူတွေအများကြီးကိုအလောက်ကရင်ခွင့်လန်းနေအများကြီးရစီတာလည်းချီးနှူးစရာအရန်ကောင်းပါတယ်။ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်ဒီလုပ်ငန်းခွင်မှာလုံနေကြတဲ့လူတွေရဲ့အသက်အန္တရာယ်ကအရန်စိုးရိမ်ရလို့ တဘာဝပတ်ဝန်းကျင်အတွက်လည်းအများကြီးထိခိုက်စေပါတယ်။တေချာတာကတော့ artisanal mining အသေးစားရွှေတူးဖို့ရေလုပ်ငန်းတွေမှာနေထိုင်တဲ့လူတွေအများစုကလက်သုံးဆက်သတိလေးနဲ့အသေးစားရွှေတိုက်တွေကိုတူးဖို့ကြပါတယ်။ဒီနေ့ကမြေပြုံမှုအန်ဒီအတွက်အရန်ကိုစိုးရိမ်ရပြီးတော့အလုံးလုံးတဲ့သူတွေကလည်းဖြစ်နိုင်တဲ့အန်ဒီတွေကိုကြိုတင်ကာကွယ်မှုတွေလည်းမရှိတာကြောင့်တည်ဆုံမှုတွေလည်းဖြစ်ကြပါတယ်။ရွှေတူးတဲ့လုပ်ငန်းတွေကအရန်ကိုအန်ဒီအများနဲ့အလုပ်ဖြစ်တာကြောင့်အလုပ်သမားတွေကျွေးအနှက်ကြီးတွေကိုရောက်နေတော့ မြေပြိုကျမှုနဲ့အထဲမှာလမ်းမမှုတွေကြောင့်အသက်အန္တရာယ်ဆုံးရှုံးမှုတွေများပါတယ်။ရွှေတူးနေတော့မြေပြိုကျတာကြောင့်မော်ရီတေးနီးယားမှာနေဆင်ရွှေတူးပေါ်ရေသမားတွေတော်တော်များများသေဆုံးနေပါတယ်။ရွှေတူးပေါ်တဲ့အခါမှာတုံးနဲ့အစိတ်တွေပါတဲ့ဓာတုဗေဒပစ္စည်းတွေကြောင့်လည်းကျန်းမာရေးထိခိုက်မှုတွေကိုဖြစ်စေပါတယ်။ရွှေတူးပေါ်ရေသမားတွေကကာကွယ်ရာတွေမရှိဘဲနဲ့လုံကျရတာကြောင့်တိုက်ရိုက်ကြီးအစိတ်နဲ့ထိတွေ့ကြရတဲ့အတွက်ကျန်းမာရေးထိခိုက်မှုတွေအများကြီးဖြစ်စေနိုင်ပါတယ်။ဒီအစိတ်တွေကိုမဖြစ်မနေတုံးကြရတာကြောင့်တဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်စေပါတယ်။ အဓိကတော့မြေနဲ့ရေကိုဓာတ်ရိုက်ထိခိုက်စေပြီးတော့နောက်ဆက်တွဲတွေကတော့အများကြီးမှအများကြီးထိခိုက်ဆုံးရှုံးချရပါတယ်။ဒါကြောင့်မော်ရီတေးနီးယားရဲ့ရွှေတူးပေါ်ရဲ့လုပ်ငန်းကနိုင်ငံရဲ့စီးပွားရေးအတွက်အရေးပါပေမဲ့တဘာဝပတ်ဝန်းကျင်နဲ့အလုပ်သမားတွေအတွက်တော့စိုးရိမ်စရာရန်ကောင်းပါတယ်။မော်ရီတေးနီးယားမှာရွှေလုပ်ငန်းတွေမှာလာလုကြတဲ့တွေထဲမှာလူပေါင်းစုံပါဝင်ကြပါတယ်။တချို့ကရွှေရှာဖို့လာကြတာမဟုတ်ဘဲနဲ့ရွှေရှာရတဲ့သူတွေကိုဈေးရောက်မှုအတွက်ဈေးဆိုင်လေးလာဖွင့်ကြတာပါ။ တချို့လူတွေကတော့ခေပညာတတ်တွေဖြစ်ပြီးတော့နိုင်ငံမှာအလုတ်ကင်လဲရှားပါးတာကြောင့်ရွှေလာရှာတဲ့အလုတ်ကိုပဲရွေးချယ်ကြရပါတယ် လန်လန်တက်ဂရိုမှာတိုက်ခတ်ပြီးတော့ဆက်နေလာခဲ့ပေမဲ့လည်းအလုတ်ကိုင်းနေရှားပါးတဲ့အတွက်ကြောင့်ဒီအလုတ်ကိုရွေးချယ်ကြရတဲ့သူတွေလည်းရှိပါတယ်။သူတို့ကသူတို့နေထိုင်တဲ့မော်ရီတေးနီးယားနိုင်ငံမှာအလုတ်ရှားရကြအောင်တခြားနိုင်ငံတွေကိုထွက်နိုင်ဖို့အတွက်ဗီဇာတွေရအောင်ကြိုးစားခဲ့ပေမဲ့လည်းနိုင်ငံအများစုကတော့ပယ်ချပေးခဲ့ပါတယ်။ဗီဇာရဖို့ကြိုးစားတာကရွှေရှာရတာထက်တောင်ပိုပြီးခက်ပါသေးတယ်ဆိုပြီးရွှေတူးတဲ့အလုတ်မှာပဲပင်ပင်ပန်းပန်းနဲ့ဘဝကိုအုံဆုံးလိုက်ကြရပါတယ်။ရွှေတွေကိုရှာဖွေရတယ်တိတ်လွယ်တဲ့အလုတ်တော့မဟုတ်ပါဘူး။ မြေရောက်တဲ့အားဘယ်နေရာမှာဘာရှိမှန်းမသိတာကြီးကိုအထင်နဲ့ခက်မှန်းပြီးရှာကြတာကော့ရိုးပုံထဲမှာအရှာရသလိုပါပဲရွှေတူးပေါ်တဲ့သူတွေကစ조사ပြီးလိုက်လံရှာဖွေပေမဲ့လည်းရွှေရေစား NDA နဲ့ပဲဂျုံလာရတဲ့ဖြစ်ရက်တွေလုံးပေါ်ကင်ဘက်တွေတငယ်ချင်းတွေဆုံးရှုံးခဲ့ရတဲ့ဖြစ်ရက်တွေနဲ့ဂျုံခဲ့ရတယ်လည်းရှိပါတယ်ရွှေတူးလိုက်တဲ့နေရာတိုင်းကနေတွဲအဟောင်းတွေမှာရောတွဲအစ်စ်တွေမှာပါနေရာတိုင်းလူလူမှာ NDA ရှိပါတယ်နေရာမီတာလောက်ထိအောက်ကိုတူးလိုက်ရင် တဲနဲ့အကြောက်တုံးတွေဖွာကြလာပြီးတော့အသက်အရည်ဆိုးရရတဲ့အနေထားရည်နဲ့ကြုံတွေ့ရနိုင်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့အသက်ကိုရင်းပြီးဘဝနေထိုင်ကြရရှာတဲ့လောက်သားတိုင်းတက်ရှိကျမ်းမာပြီးတော့ဘေးကင်းလုံခြုံကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အခုကတော့အရန်ကိုပင်ပန်းပြီးခက်ခဲတဲ့မော်ရီတေးနီးယားနိုင်ငံရဲ့ရွှေတူးဖော်တဲ့လုပ်ငန်းတွေအကြောင်းကိုပြောပြပေးခဲ့တာပါ။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုအမြဲတမ်းကြည့်နေဆိုရင်တော့ page ကို like and follow လုပ်ထားပေးပြီး channel လေးကို subscribe လုပ်ထားပေးကြပါ။ ဆုံးထိကြည့်ရှုပေးခဲ့ကြတယ်ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်